။မတတ်နိုင်မှလဲဆိုတဲ့အတွေ့အကြုံဟာလူတယောက်ရဲ့စိတ်ပူပန်မှုကိုရော့ကျသွားစေနိုင်တယ်။ဒီအတွေ့နဲ့လူကတတ်နိုင်မယ်ထင်လို့ရှိရင်လုံနေဥမှောင်။အေးလုံလို့မရဘူးဆိုတဲ့သဘောတရားတွေကိုသိလာလို့ရှိရင်မရတော့ဘူးဆိုတဲ့သဘောတရားကိုဆွဲကင်ထားလိုက်တာနဲ့တိုင်နဲ့သူရဲ့ကြိုးစားအထုတ်မှုတွေဟာပြစ်ပယ်ပြလိုက်တဲ့သဘောဒါကြောင့်မို့စိတ်နှလုံးဟာ ပူပန်သောကတွေရောက်မနေဘဲနဲ့ရှော့ချလိုက်တဲ့သဘောတတိနဲ့တမ်စင်ညာနဲ့စင်ရင်စဉ်းစားကြည့်ပြီးဒီသဘာဝတရားကြီးကိုဖတ်တတ်နိုင်မှာလေလို့ဆိုတဲ့နှလုံးသွင်းနဲ့ပဲဖြေသိမ့်တော်မူကြတယ်လို့ဒီလိုဆိုအဲ့လိုရသော်ဗျာပြိနိဗ္ဗာန်ဆံသွားတဲ့အခါမှာယဟန်ပိယိတ်တဲ့မှာရာဂမကင်းတဲ့ပုဂ္ဂိုလ်တွေကငိုကြယိုကြ <laughs> ရာဂကင်းတဲ့ပုဂ္ဂိုလ်တွေကတော့တတိတံစင်ညာနဲ့တံဝေကယူချလောကသဘာဝကြီးဟာဒီတိုင်းပဲမွေလာပြီးရင်သိမှာပဲဆိုတာကိုရှင်းရှင်းလင်းလင်းကြီးသိထားကြတယ်အဲ့ဒီချိန်မှာငိုကြွေးတဲ့ပုဂ္ဂိုလ်တွေကိုရှင်နုရုဒ္ဓမထေရမြတ်ကထိုချိန်မှာတန်ဃာတွေထဲမှာခေါင်းဆောင်အနေနဲ့ရှင်နုရုဒ္ဓရှိနေတယ်ပေါ့ရှိတော့ရှင်နုရုဒ္ဓမထေရမြတ်ကယဟန်တွေကိုတရားချတယ် အလံအောင်သောမာသောစိတ်ထမာပရိဒိဝိထမရှင်တို့မတော်ဘူးမစိုးရင်ညနဲ့မငိုကြနဲ့စိုးရင်မှုမလုံးကြနဲ့ငိုကျွေးမှုမလုံးကြနဲ့နန္ဒုအေတံဘဂဝတာပတိကေစေဝအခတံမြတ်စွာဘုရားကတတော်ထင်ရှားရှိနေတုန်းကလေးကတဖွားဘွားကြွတင်ပြီးတော့ဟောကြားခဲ့တယ်မဟုတ်လားတဲ့ဘာတွေလဲဆိုရင် သဗ္ဗေဟေဝပိယေဟိမနာပိဟိနာနာဘာဝောအညထာဘာဝောဝိနာဘာဝောအညထာဘာဝောလောကမှာမိမိချစ်ခင်မြတ်တို့တဲ့တန်တဝါတွေမိမိချစ်ခင်မြတ်တို့တဲ့သင်္ခါရတရားတွေနဲ့တနေ့ကြာကွင်းကွာပြီးတခြားစီ ဖြစ်သွားရမယ်ဆိုတဲ့သဘောဟာလောကကြီးမှာရှောင်လွဲလို့မရတဲ့သဘောတန်ကုတ္တိလဘတို့တွေဘာတတ်နိုင်မှလဲဒါလောကရဲ့သဘာဝပဲ လောကရဲ့နေလို့ရှင် လောကသဘာဝကိုကြုံတွေ့ကြရမှာပဲရှင်နုရောဓကတရားချတယ်ယန္တံဇာတံဘူတံသင်္ခတံပါလောကဓမ္မတံဝတ္တမာပလုစီတိနေတံဌာနဝိသတိရှင်းရှင်းလေးရသော်ဘုရားသခင်ကိုရောမြတ်ကလည်းအချိန်ချင်းဒီစကလုံးလေးနဲ့ယန္တေကိုနာပါချဟောပြောပြတာရှိတယ်ယန္တံဇာတံဖြစ်လာတဲ့အရာ မှန်တယ်များ ဘူတံထင်ရှားပေါ်လာတဲ့အရာမှန်သမျှသင်္ခတံအကြောင်းတရားတွေက ပေါင်းစပ်ထားလို့ဖြစ်လာတဲ့အရာ မှန်သမျှပါလောကဓမ္မဖြစ်ပြီးရင်ပျက်စီးသွားတဲ့သဘောတရားရှိတဲ့သင်္ခါရမှန်သမျှတံဝတ္တမှာပလုတ်စီဓာရီဟာမပြတ်ပါစေနဲ့လို့နေတံဌာဏဝိသတိလှုပ်လို့ရနိုင်စရာတခုမှမရှိဘူးမဖြစ်နိုင်ဘူးနော် impossible လို့ဆိုလို့ဘယ်လိုမှမဖြစ်နိုင်တဲ့အရာ အဲ့တော့မဖြစ်နိုင်တဲ့အရာမှာပူပန်းနေလို့ရောအလကားပဲလို့ဒီလိုဆိုလိုတာပေါ့နော်မလုံနိုင်တဲ့အရာမဖြစ်နိုင်တဲ့အရာမှာတွေးပြီးတော့ပူးနေခြင်းဟာအတိတ်ပဲမရှိဘူးလို့မဖြစ်နိုင်ဘူးလို့သိသွားလို့ရှိရင်လူတွေရဲ့စိတ်နှလုံးအေးချမ်းမှုကအတော်သင်ရရှိသွားနိုင်တယ်ပေါ့ဒီလိုဆိုလိုတာလောကလူတွေကြည့်နေစိတ်အလွန်ပူးနေတယ်ယောဂဝေဒနာဖြစ်လို့စိတ်အလွန်ပူးနေပြီပဲလို့ ဒီယောဂဟာကုလို့မရတော့ဘူးချိန်မင်းရှိတော့တယ်ဆိုတဲ့အခါအတော်အသင့်လုပ်မရတော့ဘူးလို့သိသွားလို့ရှိရင်စိတ်နှလုံးဒုံဒုံချသွားတတ်တယ်ပေါ့။ရအောင်မဲ့ထင်းနေလို့ရှိရင်လူတွေဟာနှီးမျိုးစုံနဲ့ပြရခတ်ပြီးစူးစမ်းနေကြအောင်ပါပဲပေါ့။မရတော့ဘူးဆိုတဲ့အခါစိတ်နှလုံး short ချလိုက်ကြတယ်သဘော။အဲဒါကြောင့်မို့တန်ကုတ္တထလဘာမတတ်နိုင်ပါလေဆိုတဲ့အတွေးရ။ အလွန်အရေးပါတဲ့အတွေ့အဖြစ်လို့တံဝတ္တမပလုံစီတိနေတံဌာနဝိသတိမပြည့်ပစ္စည်းပါစေနဲ့လို့ဘလို့လုတ်ပြီးတော့တတ်နိုင်စရာအကြောင်းရှိမှလဲဆိုတဲ့ဒီအတွေ့ဟာမှန်ကန်တဲ့အတွေ့မှန်ကန်တဲ့အမြင်ကိုသုံးချပြီးတော့တောကကိုလျှော့ချဖို့ရာရှင်နုရောဒကယဟန်တွေကိုတရားဟောတယ်